အရုံးကတော်ထဲမှာအမတန်မှ ကြီးညိုစရာကောင်းတယ်ယသိတပါတရားအထုံနေတယ်အဲ့ဒီချိန်မှာပဲတခုတယောက်ကရွာတဲကနေပစ္စည်းတွေခိုးပြီးတော့အဲ့ဒီတော်ထဲကိုဝင်လာခဲ့တယ်တော်ထဲကိုဝင်လာတော့အမတန်မှကြီးညိုစရာကောင်းတဲ့ယသိကို တွေ့သွားတဲ့အခါမှာเนาะအော်ဒီလောက်အကျိုးကြီးအစဉ်လှပါတဲ့ယသိဟာယသိဝတ်ပြီးတော့ဘာကြောင့်များဒီတော်ထဲမှာပင်ပင်မှန်မှန်ဆင်ဆင်ရဲရဲလာပြီးတော့တရားအထုံနေပါလေဆိုပြီးတော့ သူတွေးတာပေါ့နော်အဲအဲ့ဒီအချိန်မှာရတိကနေပြီးတော့သူမျက်လုံးဖွေကြည့်တယ်ဖွေကြည့်တဲ့အခါမှာတကူကိုတွေးသွားတာပေါ့နော်တွေးသွားတော့တကကြီးဘယ်ကလာခဲ့လဲပေါ့နော်အဲ့ဒါနဲ့သူမလိန်ဝန်တာနဲ့သူဒီတခိုးဖြစ်ကြเนาะခိုးပြီးတော့ဒီတော်တဲ့ကိုပြေးဝင်လာကြအောင်သူရသေးကိုဝွင့်နေနေရှောက်လိုက်တယ်အဲရှောက်လိုက်တဲ့ခါကျတော့ဩခိုးတဲ့အလုတ်လောက်တာလာပေါ့เนาะခိုးတဲ့အလုတ်ကိုအတက်မွေးဝမ်းကြောင်းနေနဲ့ အလုပ်တစ်ခုအနေနဲ့လုပ်တာလားဆိုပြီးတော့မေးလိုက်တယ်မေးလိုက်တဲ့အခါကျတော့ဟုတ်ပါတယ်တဲ့เนาะ तू ခိုးတဲ့အလုပ်ကနေလွယ်ပြီးတော့ကြံတဲ့အလုပ်ကို तू မလုပ်တတ်ဘူးဒီအလုပ်ဟာမကောင်းဘူးဆိုတာလည်း तू သိတယ်ပညာရှိသူတော်ကောင်းတွေတော်တော်များများကတော့သူ့နဲ့တွေ့လို့ရှိရင်အာမခိုးနဲ့ဆိုပြီးတော့အမြဲတမ်းတားမြစ်တဲ့အလေးရှိတယ်။ဒါပေမဲ့လည်းပဲတပြည့်တော်ဟာတခြားလုံးလည်းပဲမလုတ်တတ်တာဖြစ်တဲ့အတွက်ကြောင့်သူတို့ဘလောက်ပဲမခိုးနဲ့လို့ပြောပြော ဲ့ဒီစကားတွေတပြီတော့နားแท้မဝင်ပါဘူးတဲ့နော်အဲ့တော့ယတိအားပြောလိုက်လဲဆိုတော့တင်းကိုချီရတာတခုခုကိုចောင်းနေသလိုပဲတဲ့တင်းចောင်းနေသလားတဲ့ဟုတ်ပါတယ်တဲ့ကျွန်တော်ចောင်းနေပါတယ်တဲ့ဘာကိုចောင်းနေတာလဲတဲ့နော်အဲ့တော့မဟုတ်တာလုပ်ထားတဲ့ပုံကသူတို့ကောင်းရှိရောက်ရင်ကြောက်တာပဲเนาะကျွန်တော်ဟာတခိုးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်အင်မတန်မှသီလဆင်ကျဲတဲ့ယတိအရှိမှကြောက်ရွံ့နေပါတယ်တဲ့။အားလည်းပဲတင့်ကို မခိုးနဲ့လို့မပြောပါဘူးတဲ့အဲ့တော့တင်ခိုးမြဲခိုးပါတဲ့နော်အဲဆိုတာကဟိုတင်အလုပ်တင်ဆက်လုပ်ပါပေါ့နော်အဲ့အဲ့လိုပြောလိုက်တဲ့အခါကျတော့တခိုးကအင်မတန်မှကျဉ်တ်သွားတယ်နော်အဲ့တော့ တန်တဲ့လူတွေတော်တော်များများကသူ့ကိုမခိုးနဲ့လို့ပြောတာကိုဒီရသေးကဆက်ပြီးတော့ခိုးเนาะတင်းလောက်ကိုတင်းဆက်ပြီးတော့လောက်လို့ပြောတော့သူကျင်납သွားတယ်သူသဘောကျသွားတာပေါ့เนาะခိုးနေပေမဲ့လည်းပဲကိုယ်မခိုးနဲ့လို့ပြောရင်လူတွေကໃຈမှာမဟုတ်ဘူးလေเนาะရဲတောင်းနေတဲ့လူကိုလည်းပဲအချက်မတောင်းနေလို့တော့ပြောလို့ရှိရင်ໃຈမှာမဟုတ်ဘူးเนาะအဲ့တော့သူတော်မကောင်းတဲ့စကားဖြစ်သွားတာပေါ့เนาะအဲ့ဒါနဲ့ရသေးကမခိုးနဲ့လို့မပြောဘူးတင်းအလောက်ကိုတင်းဆက်လောက်ပါเนาะအဲ့လိုလည်းပြောလိုက်ရော သူရသေးကိုကြီးညိုပြီးတော့ရသေးရဲ့တပည့်အဖြစ်သူ့ကိုလက်ခံပြီးပါဆိုပြီးတော့ရှောက်ထားတယ်အဲ့ဒါနဲ့ရသေးကလက်ခံလိုက်တယ်နော်လက်ခံပြီးတော့ရသေးကတခုပြောတယ်နော်တင်းသည်ငါရဲ့တပည့်ဖြစ်သွားပြီအဲ့တော့တင်းအလုပ်ကိုတင်းဆက်လုပ်နော်ဒါပေမဲ့တင်းခိုးတိုင်းခိုးတိုင်းငါ့ကိုတတိမရမိအောင်တော့ကြိုးစားပါတဲ့နော်ငါ့ကိုတတိမရပါနဲ့တဲ့ အဲ့တော့တခုကဘာပြောလဲဆိုတော့ဘာဖြစ်လို့တတိမယခိုင်းတာလဲတဲ့ငါကသူတော်ကောင်းလေးတဲ့ပြီးတော့မင်းရဲ့ဆရာလည်းဖြစ်တယ်တဲ့နော်အဲ့တော့မင်းကမကောင်းမှုလုပ်တဲ့အချိန်မှာငါ့ကိုတတိရတယ်ဆိုတော့ဒါအဆင်မပြေဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်ငါ့ကိုမေ့ထားလိုက်ပါတတိမယပါနဲ့တဲ့ဆိုတော့တင်မာဖျားတပြည့်တော့မေ့ထားလိုက်ပါမယ်ဒါပေမဲ့အရှင်ဖျားရဲ့ဝတ်ကြည်ဝငယ်တော့တပြည့်တော့ကိုလောက်ခွင့်ပေးပါပေါ့နော်အဲ့လိုပြောပြီးတော့နေတယ်တနေ့ကျတော့တခုဟာ သူခိုးတဲ့အလုပ်ကိုသွားလုပ်တယ်လုပ်ပြီးတော့မနှက်ကြတော့ယတိစီကိုရောက်လာတယ်ရောက်လာပြီးတော့ယတိကလည်းထုံစံတိုင်းမိတာပေါ့ဖေကလာခဲ့တာလည်းเนาะအဲဆိုတော့သူညတော်ကခိုးပြီးတော့ပြန်လာတယ်ဆိုတဲ့အကြောင်းရှောက်လိုက်တဲ့အခါကျတော့ယတိကရှားခဲ့လာတဲ့ရှားတော့ရတယ်တဲ့ဒါပေမဲ့သူမယူခဲ့ဘူးတဲ့ထူးဆန်းနေတာပေါ့เนาะရှားတော့ရတယ်မယူခဲ့ဘူးအဲ့ဒါနဲ့ယတိကဘာကြောင့် ရှားပါလျက်နဲ့မယူခဲ့ရတာလေတဲ့သူညတော်ကဘုရင်ရဲ့ဘန္တာတိုက်ကိုသွားပြီးတော့ဖောက်ထွင်တယ်เนาะဘန္တာတိုက်ထဲလဲရှောက်သွားတဲ့ခါကြတော့เนาะအဲ့တော့ရွှေတုံးကိုကင်လိုက်လဲပဲအရှင်ဖျားရဲ့မျက်နှာကြီးသွားမြင်တဲ့ခါကြတော့ရွှေတုံးကလည်းကြောက်တုံးကြီးဖြစ်သွားတယ်เนาะဗရံများတုံးကိုသွားတက်ကင်လိုက်ရင်လဲပဲအရှင်ဖျားရဲ့မျက်နှာကြီးကပေါ်လာတဲ့ခါကြတော့ဟိုပြောမစို့ဗရံများတုံးကနေပြီးတော့ကြောက်ဆန့်ကြောက်ခဲတွေဖြစ်ကုန်တာပေါ့เนาะဘယ်အရာကိုပဲကြည်လိုက်ကြည်လိုက် ရှင်ဖျားကိုတတိယနေတယ်ရှင်ဖျားရဲ့မျက်နှာကြီးပဲပေါ်နေတာဖြစ်တဲ့အတွက်ကြောင့်ရွှေတွေငွေတွေကြောက်တံတံများတွေခြားထဲမှာတပြည့်တော်နေရပင်မဲ့လည်းပဲအဲ့ဒီအရာတွေကဘာမှတံပိုးမရှိသလိုတပြည့်တော်ခံစားရပါတယ်တဲ့နော်သူဘလို့မှကြိုးစားပြီးတော့မေ့လို့မရဘူးပေါ့နော်အဲ့ဒါကြောင့်မင်းကပြောတာပဲတဲ့နော်ခိုးတဲ့အခါမှာငါ့ကိုတတိမရပါနဲ့လို့ငါပြောတာပဲတဲ့နော် အဲအဲ့လိုလျှောက်လိုက်တဲ့ခါကျတော့တပည့်တော်ဒီနေ့ကနေစပြီးတော့ခိုးတဲ့အလုပ်ကိုတပည့်တော်မလုပ်တော့ပါဘူးဆိုပြီးတော့ဒါရတိကိုလျှောက်ပြီးတော့နောက်ပိုင်းကျတော့ဒီသခိုးဟာသူတော်ကောင်းဖြစ်သွားတယ်သူတော်ကောင်းတရားတွေကိုအာထုတ်တယ်သူတော်ကောင်းလေးဖြစ်သွားတာပေါ့နော်အဲ့တော့ဒီပုံမြင်ထဲကနေပြီးတော့ဥစဉ်ပါပြောချင်လဲဆိုတော့ဥစဉ်တို့ဟိုတချို့မေးလျှောက်ကြတာပေါ့နော်တီလာရှူတဲ့ခါမှာကိုဘာသာကိုစောက်တီလိုက်လို့မရဘူးလား ဘုံကြီးရဲ့ရှေးဖရာရှိမှာပဲသီလာရှုတင်းတလားပေါ့နော်အဲ့တော့ကုဘသာကိုစောက်တည်လိုက်လို့ရှင်လည်းပဲဒါသီလာလုံတဲ့ပုဂ္ဂိုလ်ဖြစ်သွားတာပဲနော်သီလာဆိုတာစိတ်ကနေစောက်တည်ရတာကိုဒါပေမဲ့ကိုကြည်ညိုလေးစားတဲ့ဆရာသမားရဲ့ရှေးကိုကြည်ညိုလေးစားရတဲ့မြတ်စွာဘုရားရဲ့အရှိမသီလစောက်တည်ထားတဲ့အခါကြတော့စောစောတုန်းကတခိုးလိုမျိုးပြင်မှုတစ်ခုကိုလွန်ကျူးတော့မယ်ဆိုလို့ရှိရင်သူကစဉ်းစားပြီเนาะ ငါမျက်စောဖျားကိုဂတိပေးထားတယ်နော်ငါငါကြီးညိုလေးစားရတယ်ဆရာဘုန်းကြီးကိုဂတိပေးထားတယ်နော်ငါဒီအလုပ်ကိုလုပ်လိုက်လို့ရှိရင်မျက်စောဖျားကိုလည်းလိန်ရကြမယ်ဆရာဘုန်းကြီးကိုလည်းလိန်ရကြမယ်အဲ့ဒီအတွက်ကြောင့်မလုပ်တာပဲကောင်းပါတယ်လေဆိုပြီးတော့စိတ်ဖြစ်နိုင်တယ်နော်အကြီးမှုသူ့မှာရှိနေတာပေါ့နော် အဲ့တော့ဒီလာစောက်တည်တဲ့အခါမှာအကြီးမှုဟာအင်မတန်မှအရေးကြီးတယ်ဆိုတာကိုဒီပုံမြင်လေးကနေပြီးတော့မိမောင်းထုတ်ပြနေပါတယ်အားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။